အားလုံးပဲမိပါပါဆရာဒီသားသမီးတို့ကအခန်းကုန် Dreno အဲ့ဒီမှာပါဆရာပျော်ရင်များကိုဆရာသင်ပါဒါဆိုရင်သားသမီးတို့ဆရာပျော်ရင်မသင်ခင်မှာဆရာအရှိမသင်ခဲ့ဆရာဆရာပုံဝင်ခြင်းမှာအတွေ့အမြင်အရောက်တွေအားလုံးတွေဘာတွေဖြစ်လဲဆိုတော့ Dreno တွေဖြစ်တယ်ဟုတ်လားဗျာ Dreno တွေအချင်းချင်းယောနာရင်ဆရာဘာနော်တွေရတယ်ဆိုတော့ Dreno တွေရတယ်ဟုတ်နော်အခုလေဆရာကအဲ့ဒီ Dreno အချင်းချင်းဆရာယောမှာယောတဲ့အခါမှာတပြည့်ဆရာကြည့်မယ်စားနဲ့ရေနဲ့ယောမယ်နောက်တော့ကျတော့သဲနဲ့ရေနဲ့ယောမယ် ဒီမှာစားကလည်း drop to ရေရလည်း drop to တဲရလည်း drop to ရေရလည်း drop to အတိုင်းဆရာကိုရောကြတယ်ဒါပဲနော်အဲ့လိုမျိုးရောတဲ့အချိန်မှာတအားမျိုးစဉ်းစားကြည့်တဲနဲ့ရေကိုပဲစဉ်းစားကြည့်တဲဒီရေမှာမြို့တော်ဟိုဆရာတဲဒီအောက်ရောက်သွားမယ်ပြောရတယ်ပြောတဲတတတ်ရေတတတ်ဆရာမြင်လို့ရတယ်စားကြွေကြအဲ့လိုမျိုးတွေကတအားသမီးတို့ကစမ်းသက်ချင်နေဆိုရင်အိမ်မာတွေရောစားလင်းယူလိုက်မယ်နောက်ဆက်ရောရေပေါ့ဘာဖန်ခွက်လေးရေးရေးစီအောင်နည်းနည်းထည့်လိုက်မယ် ပြီးတော့စားရည်ကိုစားဖို့တပြည့်ကိုအဲ့ဒါထက်လိုက်ပြီးရင်ဆရာကဇုံးနဲ့မှုအချိန်ရင်းကြကြလေးမှုပဲအဲ့ဒီအချိန်မှာဆရာကစားတဲ့ရည်တက်တက်မမြင်ရတော့ဒါတော့စားနဲ့ရည်ဒီဘယ်လိုဖြစ်လာလဲပြောတသားလေးကြာသွားတာနော်တသားလေးကြာသွားတာအဲ့လိုဆိုဆရာကတသားလေးကြာသွားတဲ့ရည်ဆိုရင်ဆရာကဘာလို့ခေါ်လဲဆိုရင်ပျော်ရည်လို့ခေါ်တယ်ဒါဆိုကြာစားနေရင်လည်းပေါင်းနေစားတတ်တဲ့ရေတတ်တဲ့မမြင်ဘူးတသားလေးကြာသွားတယ်အဲ့ဒါဆိုရင်အကောင်ဆရာဘာရည်လို့ခေါ်လဲဆိုရင်ပျော်ရည်လို့ခေါ်တယ် ဒါဆိုရင်တဲနဲ့ရေရောပျော်ရင်လားဆရာတဲနဲ့ရေကြတော့ပျော်ရင်မဟုတ်တော့အယောနောတစ်ခုပဲဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ဒါတဲနဲ့ရေနဲ့ရောလိုက်တဲ့ကောင်ရယ်တဲတဲ့တဲ့ရေတဲ့တဲ့ဆရာအောင်မြင်လို့ရတယ်။ကြရောဒါဆိုရင်တသားနဲ့ကြတဲ့ကောင်ပျော်ရင်တသားနဲ့မကြတဲ့ကောင်ကြဆရာအောင်အယောနောတစ်ခုလို့ပဲဆရာပြောမယ်။ဒါတော့ဆက်သွားမယ်။ နောက်ရတော့ဆရာရှိမှပြောတယ်ဘောဘုံများကိုအခဲအရင်နဲ့အငွေ့အခြေအနေများလာဖြစ်လဲအတိရှိရယ်ဆရာရှိမှသင်ခဲ့ပြီလားเนาะဆရာပုံမင်းကြီးမှရှိရယ်အရာဝတ္ထုတွေအားလုံးတို့ကြိုက်တာကိုဆရာအမျိုးအစားဖိုက်ကြည့်လိုက်အခဲရယ်အရင်ရယ်အငွေ့ရယ်ဆိုပြီးအခြေအနေဘယ်နှမျိုးပဲဖြစ်နိုင်လဲ၃မျိုးအဲ့ဒီရဲ့အခြေအနေ၃မျိုးမှာဆရာတို့ကကျော်တယ်လို့ပြောရယ်ကျော်တဲ့အခါမှာဆရာပြောတယ်ပြောပန်းဒီပန်းဒီချင်းရောတယ်ဒါဆိုပန်းဒီရလည်းအခဲအဲ့လိုပြော sorry ပြောပန်းဒီနဲ့ လိမ္မော်သီးနဲ့ရောရတာပန်းသီးကလည်းအခဲခုနလိမ္မော်သီးကလည်းအခဲဒါကြောင့်ဆရာကရောတဲ့အခါမှာအခဲအခဲချင်းရောတာလည်းရှိတယ်နောက်တော့ဆရာကအရင်အရင်ချင်းရောတာလည်းရှိတယ်ဟုတ်နော်နောက်တော့ဆရာကအငွေ့အငွေ့ချင်းဘာလို့လဲကျော်ရအငွေ့အငွေ့ချင်းရောတာဆိုရဥပမာပြောရလဲဆရာကလေထဲမှာရှိတဲ့လေအောက်ဆီဂျင်နဲ့နိုက်ထရိုဂျင်ရောတာလို့ဟုတ်လားတပည့်ရောနိုက်ထရိုဂျင်နဲ့ဆရာကဟိုက်ထရိုဂျင်ရောတာလို့ဟုတ်လားတပည့်ရောဒါကြောင့်ဆရာတို့ကနောက်တော့ဆရာတို့ကအငွေ့နဲ့အရင်နဲ့ရောတာ ဟုတ်လားဒါဆိုဆရာအခြေအနေဘယ်လိုမျိုးတွေ့နိုင်လဲဒီလိုအခြေအနေအမျိုးမျိုးတွေ့နိုင်တယ်အခဲအခဲချင်းရောလည်းဖြစ်နိုင်တယ်အရင်ရင်ချင်းရောလည်းဖြစ်နိုင်တယ်အငွေ့အငွေ့ချင်းရောလည်းဖြစ်နိုင်တယ်ဒါကြောင့်အငွေ့နဲ့အရင်နဲ့ရောလည်းဖြစ်နိုင်တယ်ဟုတ်လားဒါအခဲနဲ့အရင်နဲ့ရောလည်းဖြစ်နိုင်တယ်ဟုတ်လားမျိုးဒါကြောင့်ဆရာဒရော့ဘူးတွေဆိုတော့ကြိုက်တယ်လို့ဆရာရောလို့ရတယ်ညတော့ဆက်သွားမယ်ဆိုတော့ကြည့်ရအောင်ဆရာ ကျွန်တော်တို့ခုဒီအမျိုးအစားမတူသောပစ္စည်းများရောနှောထားခြင်းဖြစ်တယ်ဟုတ်လားမျိုးရောဆရာကတော့လိမ္မော်သီးနဲ့ဘန်သီးဆရာရိုးရှင်းရှင်းလေးလည်းသုံးပါမယ်လိမ္မော်သီးနဲ့ဘန်သီးအမျိုးအစားတူလားမတူဒါဆိုဆရာကကျွန်တော်ဆိုတာကအမျိုးအစားမတူသောဆရာကပစ္စည်းများရောနှောထားခြင်းဖြစ်သည်ရောနှောထားခြင်းဖြစ်သည်ဟုတ်ပြီလေရောဆရာတို့လိမ္မော်သီးဒီမစားခင်ရတဲ့လိမ္မော်သီးပဲစားပြီးတဲ့အခါ sorry ကျော်ပြီးတဲ့ခါမှလည်းပါပဲလေလိမ္မော်သီးပဲပန်းသီးတူတူပဲမစားခင်မှလည်းပန်းသီးပဲစားပြီးတဲ့ခါမှလည်းပန်းသီးပဲ လွှတ်စာမုံနဲ့ဆရာကပြောတဲ့တန်နဲ့ရောတယ်တန်ကလည်းမရောခင်မှာလည်းတန်လိုက်ကိုဆွဲငင်တယ်ရောပြီးတဲ့ခါမှာလည်းတန်လိုက်ကိုဆွဲငင်ဒါကြောင့်ဆရာကတတော်တခုတွင်ပါဝင်သောပစ္စည်းတစ်ခုစီဂုံတက်တိများသည်မပြောင်းလဲပါဟုတ်လားလေတော့အရှင်းပါလေဆရာပြောမိတာတွေကသူ့ရဲ့ဂုံတက်တိပေါ်မူတည်ပြီးတော့ဆရာအရယ်ဒီပါလို့ရတယ်ပြန်ခွဲလို့ရတယ် ဥပမာတန်လိုက်နဲ့တန်ကိုခွဲတာเนาะဈေးဘောမှာပေါ်တဲ့ကောင်ဈေးဘောမှာမျိုးတဲ့ကောင်ဒါဘောမူတည်ပြီးဆရာကိုခွဲတာဟုတ်လားတပည့်ရောဒါဆိုရင်သားသမီးရောဒွန်တော်တစ်ခုရှိပောင်းဝင်ပစ္စည်းများကိုရင်းတို့ရဲ့ဂုံတတိပေါ်မူတည်ပြီးပါတယ်လေလွယ်ကူစွာလုပ်နိုင်တယ်ခွဲထုတ်နိုင်တယ်အရှင်မာရီဆရာပြောကြတာအခဲနဲ့အရင်နဲ့ရောနေတယ်ဟုတ်တယ်ပြောအခဲနဲ့အရင်မှာဆရာကအခဲကိုလိုချင်တယ်ဆရာတဲနဲ့ရင်နဲ့ပေါ့ဆရာဘာလို့မလဲစစ်ထုတ်ပဲဟုတ်လားတပည့်ရောဒါလေးပေါ့ဒါဆရာပြောချင်တာက ပါဝင်ပစ္စည်းရဲ့ဂုဏ်သတိတစ်ခုချင်းပေါ်မူတည်ပြီးတော့ဖြစ်နိုင်လေအလွယ်တကူပြန်ပြီးတော့ဖယ်ထုတ်နိုင်တယ်။ပြီးတော့ဆက်သွားမယ်။အဲဆရာကပြောသွားတယ်ပြောရေးဆိုဒီမှာနော်ပေါလိုက်တဲ့ drive through တွေရာဖြစ်သွားတယ်တသားလေးဖြစ်သွားတယ်ဟုတ်လားဗျာအဲဆရာကပြောရေးဆိုဒီမှာအရာတစ်ခုဂျွေတွင်ပျော်ဝင်တဲ့အခါတဲ့ရရှိသည့်ကြည်လင်နေသော ပြီးတော့ဆရာကပြောရေနဲ့စားနဲ့ရောတယ်နှစ်ခုတစ်သားလေးဖြစ်သွားတာဖြစ်သွားတယ်လုံးဝကြီတောက်သွားတယ်ရေတိုင်းပဲတပြည့်ဟုတ်လားပြောဒါကြောင့်ဆရာကရောတဲ့အခါမှာကြီလီနေသောတမစွာရောနိုးနေသည်တသားလေးဖြစ်သည်တဲ့ဟုတ်တယ်ပြောပြောရင်တော့တသားလေးဖြစ်သွားတာကွာတမသွားတာတိုင်နဲ့ရေနဲ့ရောသွားတာ sorry တော့စားနဲ့ရေနဲ့ရောသွားတာဒါကြောင့်ဆရာကတမစွာရောနိုးနေသည်တသားလေးဖြစ်သည်ပြောပျော်ဝင်ခြင်းဆိုဒီမှာအပယ်နီးတဲ့ ။ဒါသာတို့ကိုဆရာကမေးမယ်လို့ပြော။ပျော်ရည်ဆိုဒီမှာအဘယ်နည်းဆိုရင်ဒီကနေဒီနည်းပြပေးလိုက်ပေါ့။နော်။နောက်တစ်ခုကပျော်ဝင်ခြင်းဆိုဒီမှာအဘယ်နည်းဆိုဒီကနေပြပေးလိုက်ပေါ့။ပျော်ဝင်ခြင်းဆိုဒီမှာအရာတို့တစ်ခုရွေးတွင်ပျော်ဝင်သောအခါတရားတို့ဆရာဖတ်ပြောဆိုပြောစားပေါ့။နော်။အဲ့ဒီရာတို့ကရေတွင်ပျော်ဝင်တဲ့အခါရရှိသည့်ကြည်လင်နေသောတမဆိုတာရောတော့နေသည်တသားလေးဖြစ်သောဒရနော အဲ့ဒါကဘာဝင်ခြင်းလဲပျော်ဝင်ခြင်းရပါလားပြီးတော့ဒါကဆရာကိုစာလို့ရေးတော့နည်းနည်းရှော့ပြန်လာတော့တောက်တီးရမှာကစားနေခြင်းနဲ့ရောတယ်ရောတဲ့အခါမှာတသားလေးဖြစ်သွားတယ်တသားလေးဖြစ်သွားတဲ့အခါမှာကြည်လင်သွားတယ်အဲ့ကောင်ဆရာကဘာလို့ဟောလဲဆိုတော့ပျော့ရင်ဟုတ်တယ်ဗျာခုနကဆရာကစားသည်ရေထဲမှာပျော်ဝင်သွားတယ်တသားလေးဖြစ်သွားတယ်အဲ့ကောင်ဆရာက drain တော့ပျော်ဝင်ခြင်းလို့ခေါ်တယ်ပြန်ရပါလားဒါဆရာကဆက်သွားမယ်ဆိုတော့ဟုတ်တယ် ကဲဟုတ်ပြီနော်ဆရာပရဒီကယ်တခုလည်းဆရာလုပ်ခဲ့ပြီလားစားရင်ရတယ်ပြီးတော့စားဖို့ဆရာကဘလို့ခွဲထုတ်မလဲနော်ဆရာစားနေသည်ဆရာဗမာအများစုရှိလဲဆိုရင်ဆရာပင်လယ်ရေထဲမှာအများစုရှိတယ်နော်အဲ့ဒီပင်လယ်ရေကနေဆရာကစားထုတ်လုပ်တဲ့လုပ်ငန်းနေဆိုတာရှိတယ်ခုနကဆရာရေတွေယူလာတယ်ပင်လယ်ရေထဲကနေရေတွေယူလာတယ်ပြီးရဲ့ခါမှာဆရာကအဲ့ဒီရေတွေကိုဆရာနေကြောက်နန်းလာတယ်နေလန်းလာတော့ကွာ အမဆေကအပူချိန်တစ်ခုရရတဲ့အချိန်မှာအဲ့ဒီစားတဲ့ဒီဘာဖြစ်သွားလဲဆိုတော့အငွေ့ပြန်သွားတယ်အငွေ့ပြန်ကခုနကတော့ရေထဲမှာစားတွေကပျော်ဝင်နေရပြောနော်အဲ့ဒီမှာစားတွေငွေ့ပြန်သွားတဲ့အချိန်မှာနောက်ဆုံးဘာပဲကြံခဲ့လဲဆိုရင်စားပဲကြံခဲ့ဟုတ်လားတပည့်တော်ဒါဆိုရင်ဆရာတော်အဲ့လိုမျိုးဆရာတော်ပြန်ပြီးတော့ခွဲထုတ်ပါအဲ့လိုခွဲထုတ်တာကဘာတွေလိုလဲဆိုရင်တပည့်တော်ကစားနဲ့ရေနဲ့ရောဖို့အတွက်ဘာလိုလဲဆိုရင်စားလို့ပဲရေလို့ပဲ ဟုတ်လားမေရောအောက်ကနေပြီးတော့အပူတိုက်ဖို့အရက်ပြန်မီးခွက်ဆရာကြီးရက်ပြန်မီးခွက်မရှိဘူးဆိုရင်တပည့်တော်မာသုံးလို့ရလဲဆိုရင်ဖျောင်းနိုင်သုံးလို့ရတယ်ဟုတ်လားမေရောနောက်တစ်ခါဆရာကငွေပြန်ကျွေစလုံးဆရာကြီးငွေပြန်ကျွေစလုံးမရှိဘူးဆရာကြီးမဝယ်နိုင်ဘူးဟုတ်ပြီပြောကျွေပကံလုံးတစ်လုံးလုံးသုံးလိုက်ရတယ်နောက်ပကံလုံးသေးသေးလေးတစ်လုံးပေါ့ဟုတ်လားမေရောအဲ့ထဲမှာဆရာကစာနဲ့ရေရင်းနဲ့စာကိုအမွေးပြန်စလုံးဒါမှမဟုတ်ရင်ကျွေပကံနဲ့လို့စစ်ထည့်ပြီးတော့စားပြွေပြီးလို့ပါတဲ့တို့ရောပြောချင်တာစားရင် ရေပေါ်တယ်နော်အဲ့ရေရောဆရာစားထိုင်မယ်ပြီးဆရာတော့လိုက်မယ်ပွေလိုက်တယ်ဟုတ်လားပွေဆရာစားပြုတ်ရင်မရပါဘူးလားစားပြုတ်ရင်ပြုတ်တော့ပါတဲ့ကြောက်လားစားရင်မစားဖို့မီးလို့ခွဲလို့နိုင်ကြောင်ခံမှန်းပါပြီးတော့သူပြောနေတာကတော့ဒါမီးခုံးတယ်နော်ဆရာတစ်ခါရှင်းပြပါမယ်ဥပမာဆရာပြောဆရာဒီမှာဆရာပုံရိုင်းတစ်ခုဆွဲပြကျောင်းဒီမှာစားနေကြီးရေရောရတယ်ဒါအမွေးပြန်အမွေးပြန်စလုံးပေါ့ကွာဒါမှမဟုတ်အဲ့ဒီမှာ ဆိုရင်ပြောဒါကဆရာကိုကျေးဇူးခံလုံးပါအဲ့ဒီမှာဆရာကစားနေချိန်နဲ့ရောလာတယ်ဒီမှာထောက်တိုင်လေးရှိတယ်တော့ငါဆရာပုံစံရမ်းတော်တယ်ပြောအဲ့တော့ထောက်တိုင်လေးရှိတယ်အဲ့ထောက်တိုင်လေးကိုအောက်ကနေပြီးတော့ဆရာကမီးရပူတိုက်တယ်เนาะဒါပေမဲ့အရက်ပြန်မီးခွက်ရှိရင်ရက်ရက်မီးခွက်တော့အရက်ပြန်မီးခွက်မရှိရင်အောက်ကနေဖျောင်းတိုင်လေးနဲ့ဆရာကအပူပေးတယ်အချိန်တစ်ခုရလာတဲ့အချိန်မှာဒီထဲမှာရှိရင်ရေရပါဖြစ်သွားလဲဆိုရင်အငွေ့ပြန်သွားတယ်ရေရပါဖြစ်သွားလဲအငွေ့ပြန်သွားတယ် ဒါဆိုရင်နောက်ဆုံးဒီထဲမှာဘာပဲကြံခဲ့မလဲဆိုရင်စားတွေပဲကြံခဲ့မယ်။ကြားမလားဒါဆိုရင်တားလို့တည်သွားပြီဆိုတော့အစားဒီစားဒီအခဲဟုတ်တယ်ရောနောက်တစ်ခုကရေဒီအရေဟုတ်တယ်ရောဒါဆိုရင်အခဲနဲ့အရေနဲ့ရောရမှာဆယ်ကဘာလို့လိုချင်ရင်အခဲကိုလိုချင်ရင်ဆယ်တော့ဗာလေအငွေ့ပြောင်းခြင်းဒီကိုတော့မှာပေါ့အဲ့ဒီမှာတပြည့်တော့ နည်းနည်းလေးဆရာပြန်ရှင်းပြမယ်ပြေတရားလေးပြန်စဉ်းစားเนาะအခဲနဲ့ရင်နဲ့ရောတယ်ဆိုတော့အရှိရာစစ်ချင်းနဲ့သွားပြီးတော့မှားနေုံနဲ့ခြေချင်းမှာလောကဆရာဟောသဲနဲ့ပါနဲ့လေရင်နဲ့เนาะဒါဆရာစစ်ချင်းနဲ့ဆရာခွဲလာအခုဆရာတို့ခွဲမဲ့အငွေ့ပြန်စီသောနီးကဘာရင်လဲဆိုတော့ပျော်ရင်ဒါရောအဲ့ဒီပျော်ရင်ကနေပြီးတော့ဆရာကဘာကိုလူချင်းရဲ့အခဲကိုလူချင်းရဲ့ဘာလေးကိုတော့မလဲဆိုရင်အငွေ့ပြန်စီတော့နီးကိုတော့မယ် ပြောပြန်ပြောမယ်ဘယ်ဟာမှပျော်ရည်မှဘာကိုလိုချင်ရင်အခဲကိုလိုချင်ဆရာဘာတော့ရမလဲဆိုတော့ဆရာခုနပြောတယ်အငွေ့ပြန်နေတော့ဒီဘာလို့မလဲတော့တော့မယ်ပေါ့ပြောရမနော်ဆက်သွားမယ်ဒါဆရာတို့ကြည့်မယ်ဒါပြီးတော့မေးခွန်းလေးနောက်တစ်ပြက်ဒါလေးတပြက်ဆရာကြည့်မယ်ဒီ starter ဒါလေးတပြက်တေချာကြက်ကမှားတယ်ဒါလေးအားလုံးကမေးခွန်းလေးနော်ဆရာပြောတရားကြည့်လို့ဉာဏ်နဲ့ဒီ စားမျော်ရည်ကိုဆရာခဏရှင်းသွားတယ်စားမျော်ရည်ရနေပြဆရာအခဲကိုလိုချင်တယ်စားခဲကိုလိုချင်တယ်နော်စားမျော်ရည်မှာစားကိုဆရာဘာလို့နိုင်လဲဖဲလို့နိုင်အဲ့ဒါလို့ဆရာကပျော်ရည်မှာဘာကိုအခဲကိုအပူပေးခြင်းနည်းနဲ့ဆိုတော့အပူတော့ဘာလို့မေးရမလဲပေးရအပူပေးခြင်းနည်းဖြင့်ခွဲထုတ်တဲ့နည်းကိုဘာလို့ခေါ်လဲဆိုတော့အငွေးပြန်စီသောနည်းကိုခေါ်တယ် ဒါဆိုရင်တောက်သမီးတို့ကိုဆရာကမေးခွန်းလေးတစ်ခုမေးကြည့်မယ်တဲ့တော့အငွေပြန်စေတော့ဒီဆိုဒီမှာအဘယ်ဒီဆိုရင်ဒီကနေပြီးတော့ဒီထိဆက်အောင်ဖြေပေးရမယ်ဘလို့ဖြေမလဲဆိုရင်ပျော်ရင်မှအခဲကိုအပူပေးခြင်းဖြင့်ခွဲထုတ်တော့ဤကိုအငွေပြန်စေတော့ဤဟုခေါ်တယ်ပျော်ရင်များကိုဆရာရှင်းမယ်ပျော်ရင်ဆိုတာဘလို့ဟာမျိုးလဲကိုဆရာပြောပြတယ်ဥပမာတော့ဒီမှာကြည့်လိုက်စားနေရင်ရောတယ် ်ဒါတော့နောက်ဆိုဆရာသဲနဲ့ရည်နဲ့ရောတယ်ဆရာဘုံဝင်းရှင်မှာတွေ့တဲ့နေ့အရောင်တွေ့တဲ့အားလုံးတွေဆရာ drop it to များလို့ပြောပြီးသားဟုတ်လားနောက်ဆိုအဲ့ဒီမှာဆရာသဲနဲ့ရည်နဲ့ရောတဲ့အခါမှာဆရာသဲတက်တက်ရည်တက်တက်ဆရာမြင်ရတယ်ဒါတော့ရောအခုဆရာစားနဲ့ရည်နဲ့ရောမယ်တပည့်ကကြည့်လိုက်တော့ဒီထဲမှာဆရာပလင်းထဲမှာဆရာဒီဖန်ခွက်ထဲမှာဆရာရည်ထည့်ထားတယ်အထဲကိုဆရာစားနေနေထည့်မယ်ပြော sorry ပြောဆရာမှုလိုက်အချိန်ကြာရင်မှုလိုက်ပြော မှုန်တဲ့အချိန်မှာနောက်ပိုင်းကျရင်ဘာဖြစ်သွားလဲဆိုရင်အဲ့ဒီစားတွေဒီအဲ့ဒီရေထဲမှာဆရာကဘာဖြစ်သွားလဲဆိုရင်ဆရာကပျော်ဝင်သွားတယ်ဒါဆိုရင်ဆရာဒါနည်းနည်းလေးအချိန်နောက်အချိန်မပင်းရတော့ဆရာကကြာကြာတန်းမှုန်ရင်အဲ့ဒီမှာစားတွေကလုံးဝမမြင်ရတော့ဘူးဒါဆိုရင်ဆရာကစားတက်တက်ရေတက်တက်မမြင်ရတော့ဘူးအဲ့လိုမျိုးဆရာတော်က drop to ဆရာခုနပြောရဲစားရတယ် drop to ရေရလဲ drop to ဆရာကရောတယ်ဒါဆိုတော့တသားလေးကြာသွားတာအဲ့တော့ကြာဆရာကဘာလို့ခေါ်လဲဆိုရင် ပျော်ရင်များလို့ခေါ်တယ်။ဒါဆိုရင်တအားခုနကပေါင်းလိုက်တယ်။ပေါင်းလိုက်တဲ့အချိန်မှာတသားတည်းကျသွားမယ်ဆိုရင်အကောင်ဆရာကဘာလို့ခေါ်လဲဆိုရင်ပျော်ရင်လို့ခေါ်တယ်။ရမလားပြော။ဒါဆိုရင်အဲ့ဒီဆရာကခုနပြောတဲ့စားရင်နဲ့ပေါင်းတဲ့အခါမှာစားပျော်ရင်ရသွားတယ်။အဲ့ဒီစားပျော်ရင်ရနေပြီးတော့ဆရာကစားဖို့ပြန်လိုချင်တယ်။ဟုတ်လားပြော။အဲ့ဒါဆိုရင်ဆရာတော်ကဘာနည်းနဲ့ခွဲထုတ်မလဲဆိုတာဆရာပြောပြမယ်။ဥပမာသားတို့မျိုးစဉ်းစားကြည့်ကွာဆရာတို့စားစားသည်ပင်လေရည်ထဲမှာအများဆုံးရှိတယ်။ ဟုတ်တယ်မယောပင်လယ်ရဲနေဆရာစားရီယူလာပြီနော်ဆရာအဲ့ဒီစားရီဆရာနေကြောက်လမ်းလိုက်တယ်နေလမ်းလိုက်တယ်ပေါ့ကွာအဲ့ချိန်မှာရေတွေကဘာဖြစ်သွားလဲဆိုတော့အငွေ့ပြန်သွားတယ်နောက်ဆုံးဆရာကဘာတွေလဲကြံခဲ့တယ်စားတွေလဲကြံခဲ့တယ်အဲ့လိုမျိုးနီးကိုဆရာကတော့မှအဲ့နီးကိုဆရာကဘာလို့ပေါ်လဲဆိုတော့အငွေ့ပြန်စီတော့နီးလို့ခေါ်တယ်ရမလားအခုဆရာ predicate တခုလုပ်ပြန်ပြီရောနော်ဘာတွေလိုမလဲဆိုတော့ဒါအဓိကလိုမှာကဆရာကစားလို့ပဲနောက်ကဆရာကဘာလို့မလဲရေလိုမယ်ဒီမှာတော့ဆရာက ဆရာဘာလို့ပြောကျွေပကံလုံးပေါ့ကွာကျွေပကံလုံးရှိရင်ကျွေပကံလုံးလေးတော့နောက်အောက်ကဆရာဘာထောက်တိုင်လေးလို့မယ်ဟုတ်လားတော့ပြောအအောက်မှာဆရာဘာအပူပေးဖို့မီးလို့မယ်ဟုတ်လားဖျောင်းတိုင်လေးပေါ့ကွာဟုတ်ပြီဆရာတို့ပြောဒီမှာတော့နမူနာလေးပဲဆရာပြနောက်တစ်ပြတေချာကြည့်မယ်ဆရာခုနကတော့ဒါရေထဲကိုဆရာစားထည့်လိုက်မယ်မှုေလိုက်တယ်ပြောပျော်ရင်ဖြစ်သွားရတာဆိုရင်နော်အဲ့ဒီစားပျော်ရင်လေးကိုဆရာကတကယ်ထည့်လိုက်မယ်ဒါစားပျော်ရင်ပေါ့ကွာရဲထည့်လိုက်မယ် ပြီးရင်ဆရာကအဲထောင်းလေးပေါ်ဆရာတင်လိုက်မယ်အောက်ကနေပြီးတော့ဆရာကဘာနဲ့အပူတိုက်မလဲဆိုရင်မင်းနဲ့အပူတိုက်မယ်အဲနောက်ပိုင်းမှာအဲ့ဒီရေတွေဒီဘာဖြစ်သွားလဲဆိုရင်အချိန်ကြာနဲ့အမြဘာဖြစ်သွားမလဲဆိုတော့အငွေ့ပြန်သွားမယ်နောက်ဆုံးဆရာကဒီကြေပကံများထဲမှာဘာပဲကြံခဲ့မလဲဆိုရင်ဆရာကစားတွေပဲကြံခဲ့မယ်ဒါဆိုရင်စားဆိုတဲ့အခဲနဲ့ ခုနကရေဆိုတဲ့ကောင်လည်းပြောင်းလာတယ်အဲ့တော့စားပြော့ရေလို့ခေါ်တယ်အဲ့ဒီစားပြော့ရေတွေကနေပြီးတော့ဆရာခုနပြောတဲ့စားဖို့လိုချင်ရင်ခုနပြောတဲ့အမွေးပြန်စေသောနည်းကိုဘာလို့ကမလဲအသုံးပြုရမယ်ဒါဆိုရင်အသာသမီးဒီ predicate ကိုနားလည်မယ်လို့ထင်ပါတယ်နော်ဆရာကလည်းပြောတယ်ဆရာတို့နေ့စဉ်သုံးဆွဲနေတဲ့အိမ်သုံးစားအဲ့ဒါကိုဆရာကသိပ္ပံခေါ်ဝင်ဘယ်လိုခေါ်လဲဆိုရင် sodium chloride လို့ခေါ်တယ်ပြောင်း ဒါဆိုရင်သားသမီးတို့စားနေတဲ့အယုံရင်းစားပေါ့ကွာအိမ်သုံးစားအဲ့ဒီအိမ်သုံးစားဒီသိပ္ပံခေါ်နဲ့ဘယ်လိုခေါ်လဲဆိုရင်တော့ဆိုရီယန်ကလိုရိုက်ပြီးတော့မှတ်ထားရမယ်ပြီးတော့သားသမီးတို့စားနေတဲ့အိမ်သုံးစားကိုဘယ်လိုခေါ်လဲဆိုရင်ဆိုရီယန်ကလိုရိုက်နော်စားဖို့ဆရာတော်ကဗမာအများစုတွေးနိုင်လေဆိုရင်ဆရာတော်ကပင်လေရီမှာအများစုတွေးနိုင်နော်ပင်လေရီမှာဘာကြောင့်ဆရာတော်ကအများစုတွေးရလဲဆိုတော့ဆရာတော်စားဖို့ဆရာတော်အမှန်ငယ်ကမ္ဘာမြေကြီးမှာတွေးရတယ်ပြီးတော့ကမ္ဘာမြေကြီးမှာဆရာတော်စားနေရှိတယ် ဲ့ဒီကဘာပြင်ပြင်ဟာစားတွေဟာဘာကြောင့်ပင်လေတွေကိုရောက်သွားတာလဲဆိုတာဆရာရှင်းပြမယ်။နော်ဘလို့လဲဆိုတော့ဆယ်တော့ကမိုးတွေရွာချတယ်။မိုးရွာချတဲ့အချိန်မှာဆယ်တော့မိုးရေတွေကဆယ်တော့ဘာဖြစ်လဲဆိုတော့မြေကြီးပေါ်ကျတယ်။အဲ့ဒီအချိန်မှာသူကဘာဖြစ်လဲဆိုတာအဲ့ဒီဆရာကမြေကြီးပေါ်မှာရှိတဲ့စားတွေကတပါးတည်းတည်ဆောင်သွားတယ်။တည်ဆောင်ပြီးနောက်ဆုံးဘယ်ရောက်သွားလဲဆိုတော့ပင်လေရေတွေကိုရောက်သွားတယ်။ဒါဆိုရထက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 ချိန်မောင်းများစွာဖြစ်တဲ့ချိန်မှာအဲ့ဒီပင်လေရေထဲမှာဘာတွေပဲကျန်ခဲ့ရတယ်လဲဆိုစားတွေပဲကျန်ခဲ့ရတယ် ဟုတ်လားမလို့ဒါတို့ပြန်ပြီးဆရာပြန်ရှင်းမယ်တရားကြည့်စားကိုကဘာမြင်အနှံ့အညာဖြစ်တယ်တွေ့ရပင်လေရေတွင်စားများပျော်ဝင်နေတယ်ဘာကြောင့်ဒီလိုဖြစ်တာလဲဒါလေးသိချာဖတ်ကရေဒီရဲ့မြေတွင်ရှိသောစားများကိုပျော်ဝင်စေပြီးတော့ပင်လေထဲသို့ယူဆောင်သွားသောကြောင့်ဖြစ်တယ်เนาะဆရာကလည်းပြောတယ်မိုးရီ နော်မိုးရံဆရာဘကိုကြားတယ်ဟုတ်တယ်နော်ကြားတဲ့အချိန်မှာဆရာကရေမမြေမရှိတဲ့စားတွေတခါပါတယ်တဲဆောင်ပြီးတော့ဘယ်လဲသွားလဲဆိုတော့ဆရာပင်နယ်တွေကိုဆောင်သွားတော့အကြောင်းဖြစ်တယ်ကြားမလားတခါဆရာပင်နယ်ရှင်ရတခါပါတယ်ဆိုတော့နေကြီးအပူရှင်ရတခါငွေပြန်တက်နော်ပြန်တက်ပြီးတဲ့အခါမှာတခါဘာဖြစ်သွားလဲဆိုတော့မိုးရံဖြစ်တခါမြေလို့ပြန်ရွာချတယ်ပြန်ရချတဲ့အခါမှာတစ်ခါဆိုရောမြေကြီးမှာရှိတဲ့စားရုံတစ်ခါပြန်ပြီးတော့ပြန်တယ်ပင်လယ်ကြီးပြန်ရောက် ဟုတ်လားဗျာပြန်ရောက်ပြီးတဲ့အခါမှာတစ်ခါပြန်ပြီးတော့အငွေပြန်တစ်ခါပြန်မိုးရွာဟုတ်လားဗျာဒီလိုမျိုးဆရာကတော့တွားနေဒါဆိုရင်သားသမီးကမိုးရွာတယ်နော်မိုးရွာကမြေကြီးပေါ်ကြားတယ်မြေကြီးမှာရှိတဲ့စားရတစ်ခါတည်ဆောင်သွားတယ်ပင်လေရောက်တယ်ဒါဆိုရင်နောက်ဆုံးပါဆိုတော့ပင်လေထဲမှာဘာလေးပျော်ဝင်နေလဲဆိုတော့စားရည်ပျော်ဝင်နေတယ်ရမလားဗျာဒါကြောင့်ဆရာတို့ကထိုသူဖြစ်နေဒီမှာနှစ်ပေါင်းများစွာရှိပြီဖြစ်သောကြောင့်ပင်လေတွင်စားအမျိုးအစားများစွာမဖြစ်နေလဲပျော်ဝင်နေတယ် ဘာကြောင့်လဲဆိုတော့ရှင်မြတ်တက်ကပြောနော်ဘာကြောင့်ဆိုတော့ပင်လေရင်မှာစားတွေအများကြီးဖြစ်လာတယ်ဆရာကပြောသလိုမိုးရွာတယ်မိုးရွာတဲ့အခါမှာမြေပြင်ကစားတွေကိုတည်သွားတယ်တည်သွားပြီးတော့ဆရာကပင်လေရေကိုသွားတယ်ဟုတ်လားတမေရောဒီခါပင်လေရေကဒီခါဘာဖြစ်လဲပြန်ပြီးတော့အငွေ့ပြန်ဟမ်ဘာကြောင့်ငွေ့ပြန်လာလဲဆိုတော့နေရပူရှင်ကြောင့်နေရပူလာတယ်ဖြစ်လေအငွေ့ပြန်ဒီခါပြန်ပြီးတော့ကောင်းငင်ပေါ်ရောက်ဒီခါကဲကောင်းငင်ပြန်ပြီးပြန်ပြီးတော့မိုးရွာချပြန်ပြီးတော့ပြန်တည်ဆောင်ဒီလိုသွားနေတာဒါဆိုတော့အဲ့ဒီလိုနှစ်ပေါင်းများစွာဖြစ်တဲ့အချိန်မှာ င်လေရေထဲမှာစားပေါင်းမြောင်မြောင်စွာဘာဖြစ်နေလဲပျော်ဝင်နေတယ်ပြောရမလို့ဒါဆက်သွားမယ်တဲ့တော့နေရေးအပူဖြစ်ပင်လေရေကိုအငွေ့ပြန်စေတာပျော်ဝင်နေသောစားကိုထုတ်နိုင်ဆရာကကပြောတယ်တော့ပင်လေရေထဲမှာဆရာကစားရည်အများကြီးပျော်နေတယ်ဒါဆရာကအဲ့ဒီရေကိုဆရာအများကြီးဆရာတဲ့လာတယ်တဲ့လာပြီးတဲ့အခါမှာအဲ့ဒီနေရေးအပူချင်းနော်နေရေးအပူနဲ့ဆရာဘာဖြစ်လဲဆိုတော့အနေရေးအပူချင်းညာတဲ့အချိန်မှာအဲ့ဒီမှာစားနေခြင်းရောက်တဲ့အခါမှာနေရေးကဘာဖြစ်သွားလဲ sorry ရေရမှာဖြစ်သွားလဲဆိုအငွေ့ပြန်သွားတယ်အငွေ့ပြန်နေမှာခုနကတော့ဆရာတို့နေရာဘာပဲကြံခဲ့လို့ဆိုတော့စားရည်လေးကြံခဲ့မယ်ဒါကြောင့်ဆရာတို့ကနေဤအကူဖြစ်ပင်လေရေကိုအငွေ့ပြန်စေတာပြုံးဝင်နေသောစားကိုပဲနဲ့ထုတ်ယူနိုင်တယ်ပြဆရာပြောနားလည်လားသူဆရာပြန်ပြောရအောင်ပြတေချာလေးနားလဲရဆရာခုနပြောပင်လေရေထဲမှာကဆရာစားလေးပြောနေတယ်ဟုတ်လားပြောအဲ့ဒီဆရာကစားလေးဆရာယူလာမယ်ယူပြီးတဲ့အခါမှာဆရာကအပေါ်ကနေရံပွင့်နေရမှာဆရာကဝါထားမယ် ဟုတ်နော်အဲ့ဒီအချိန်မှာဆိုတော့နေရမှုလာကြောင်းရေထဲမှာဖြစ်သွားလို့ဆိုအငွေ့ပြန်သွားတယ်တော့နောက်ဆုံးဘာတွေလဲကြံခဲ့မလဲစားရည်ကြံခဲ့မယ်တယောက်ဆရာကပျော်ဝင်နေတဲ့စားတွေကိုအငွေ့ပြန်စေတော့နေဘာတွေလဲဖယ်ထုတ်လို့ရတယ်ရတယ်ရောဒါကျွတ်ဆက်သွားမယ်ဆရာကနားမနေပြန်ပြီးလို့ရတယ်ပြောတယ်ဟုတ်ပြီလေခေါင်းစဉ်လေးတွေရချင်းတယ် ရေပမာဏပြောင်းလဲခြင်းမရှိဘဲနဲ့အရာဝတ္ထုများကိုရေတွင်ပုံမပျော်ဝင်အောင်မြည်သို့ပြုလုပ်မည်တဲ့ရေပမာဏကပြောအကောင်းကအတူတူပဲခွက်ပမာဏကလည်းအတူတူပဲเนาะဇာတိမှာအရွေတို့အမျိုးအစားတို့၃ခွက်ရှိမယ်နော်တကူကရေတကူကရေနွေတကူကရေဘူးဟုတ်လားမျိုးနောက်ကတကြားတွေတကြားတွေလိုအပ်တယ်ပေါ့လို့ပြောရယ် ကြောင်တော့ဒီမှာကရေရှိမယ်ဒီမှာကရေရွေးရှိမယ်ဒီမှာကရေရှိမယ်ဟုတ်ပြောဆရာကရေထဲကိုတခြားအစုံထည့်မယ်ပွင့်ကြည့်လိုက်မယ်အစောက်တော့တပြောနောက်တော့ရေထဲကိုရေရွေးရုံနဲ့ဆရာကတခြားအစုံထည့်မယ်ပွင့်ကြည့်လိုက်မယ်ရေပူထဲကိုလည်းတခြားအစုံထည့်မယ်ပွင့်ကြည့်လိုက်မယ်ဘာတွေဖြစ်လာမလဲဆိုတာဆရာဆက်ရှင်းပြတော့ကြည့်လိုက်ကောင်းတယ်ဗျာဆရာဒီမှာရေရှိမယ်ရေနွေးရှိမယ်ရေဘူးရှိမယ်ဒါတွေပြောဆရာတို့လက်တွေ့လောက်ရတဲ့အပိုင်းပေါ့เนาะဆရာက ရေရဲဆိုတော့အပူချိန်ကိုတိုင်းမယ်။နောက်ပါဆိုတော့ရင်တွေရဲ့အပူချိန်ကိုတိုင်းမယ်။ရေပူရဲ့အပူချိန်ကိုတိုင်းမယ်။နော်။နောက်ပါဆိုတော့ရေပါသောခွက်ရဲ့ဒုတယ်ဆိုတာခုနကရေနဲ့ခွက်ရဲ့ဒုတယ်ဆိုတာတိုင်းမယ်။ဒီမှာတစ်ခုထွက်လာတိုင်းမယ်။ဆယ်ကတင်လာတော့နောက်ပါဆိုတော့ခုနကပြတရားစုံထက်လိုက်။တရားစုံထက်ပြီးတဲ့အခါမှာပျော်ဝင်နေသောခွက်ရဲ့ဒုတယ်။ဆက်သွားမယ်။ဆယ်ကခုနကရေရဲ့အပူချိန်ကိုဆရာတိုင်းမယ်။နော်ရေတွေရဲ့အပူချိန်ကိုလည်းတိုင်းမယ်။ရေကူရဲ့အပူချိန်ကိုလည်းတိုင်းမယ်။ ဲဘာဆရာအဲ့ဒီရေထည့်ထားတဲ့ဖွက်ရဲ့ဆရာ drug to အဲ့ကောင်လည်းတိုင်တယ်ဥပမာကွာအဲ့ကောင်ဒီဆရာလွယ်ခံမင်းကြီးပြောနော် 25g လဲထားနော်ဆရာဥပမာပြော 25g တခါဆရာကအဲ့တဲ့ကိုဆရာတရားထည့်လိုက်ဆရာဆရာဘာလို့လဲဆရာဆရာပြီးဖြောလိုက်တယ်ဟမ်နော်ပြီးရင်ဆရာဒီကောင်ကြီး gram ကိုလည်းဆရာကိုတိုင်လိုက်တယ်ပြီးွားရင်ဒီရနေဒီရကိုပြန်နှုတ်ကြည့်ရတယ်ဘလောက် gram ပျော်ဝင်သွားတော့တရားရင်ထူးတယ်ဘုရား အဲ့ဒီမှာအဲ့ဒါမဲ့ရေရေလေးမှလည်းအပူချိန်ကိုတိုင်းမယ်ပြီးတော့ကျတော့ကနော်အဲ့ရေလွေးနေရေရဲထုတ်ရလဲဆရာတိုင်းလာမယ်ပြီးတဲ့အခါမှာတရားလိုဆုံးမယ်ခဲ့ပြီးရင်ဆရာတို့အဲ့ကောင်ရဲ့ပျော်ဝင်သွားတဲ့အချိန်မှာဆရာတို့ထွက်ပြီးတော့တိုင်းမယ်ပြီးဒီတရားတော်နှုတ်ကြည့်လိုက်ဒီမှာဆရာတို့ကဘယ်လောက်ထွက်လာမလဲဒါနော်နောက်ထပ်လည်းလည်းအပူချိန်တိုင်းမယ်ဒါဆရာတို့ပြောရဲ့ပြီးတဲ့အခါမှာရေရေဘူးနဲ့ဆရာခွက်ရထုတ်ရဆရာတို့တိုင်းမယ်ဒီမှာရတော့ နောက်ဒီမှာကြောက်စရာတခြားလည်းတော့ထထရုံပဲပြီးရင်စရာပျော်တဲ့ဆီစရာမလုပ်နဲ့ပွင့်မယ်ပြီးတဲ့ခါမှာစရာအကောင်စရာတိုင်းမယ်ပြီးရင်တရက်တွေကိုပြန်နှုတ်ကြည့်မယ်ဒါလက်တွေပိုင်းလောက်ပါပြပါနော်နှုတ်လိုက်တော့စရာဒီမှာအဖြစ်ဒီကိုထွက်လာအဲ့ဒီမှာစရာတော့ဘာကောက်ချက်ချလို့ရလဲဆိုရင်တော့တခြားတွေစရာတော့ပုံပုံပျော်ဝင်ခြင်းတယ်နော်ပုံပုံပျော်ဝင်ခြင်းတယ်ဆိုရင်အပူချိန်ကိုများများသုံးမရဘူး ဒါဆိုရေရေရေနွေးရေရေပူရေမှာဘယ်ကောင်ကတကြားပို့ပြီးတော့ပျော်ဝင်မယ်ထင်တယ်တဲ့တော့ရေပူရောဟဲ့တယ်ပြောတယောက်တောင်းတမျိုးတီးရမှာကပျော်ဝင်တကြားကိုဆယ်တော့ပုံပို့ပြီးတော့ပျော်ဝင်စေခြင်းလေဆိုရင်အပူချိန်ညံ့ပေးရဟုတ်လားတယောက်ဒါလေးတမျိုးတီးထားဒါကိုဆရာကကြည့်မယ်တယောက်ဒါကဆရာခုနလောက်သွားတယ် procedure ကိုဆရာကပြန်ပြီးကြည့်ရတယ်ဒါကတမျိုးကျက်ဆရာမလို့ပြီးတော့ဆက်သွားမယ်အဲ့ဒါဒါလေးဒါဆရာကပြောတယ် ရေဒီအပူချိန်မြင့်လေလေဘာဖြစ်လဲတကြားစီပို့ရေးဘာဖြစ်လဲပျော်ဝင်နိုင်လေလေတဲ့အပူချိန်မြင့်လေလေတကြားစီပို့ရေးဘာဖြစ်လဲပျော်ဝင်နိုင်လေလေဘာလဲဆိုရေရေ sorry ရေရေရေဘူးရေရေတွေရဲ့မှာဘယ်ကောင်ကပို့ပြီးတော့အပျော်ဝင်နိုင်ဆုံးလဲဆိုရင်ခုနပြောရေဘူးဘွားအပျော်ဝင်ဆန်တာပေါ့ဘာလဲဆိုအပူချိန်များများရှိလေတကြားစီပို့ပြီးတော့ပျော်ဝင်နိုင်နေလေပေါ့